ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာကေတမြို့နယ်မှာအသက်22နှစ်အရွယ်မောင်ကျော်တပ်ပိုင်ကိုတာကေတအမတ်9ရက်ကွာအုတ်ချုပ်ရင်းမှုနဲ့အဖွဲကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ငွေကျပ်125သိန်းနဲ့စစ်မှုထမ်းလူစားထုတ်အဖြစ်နဲ့ရောင်းစားလိုက်တဲ့ဟာကိုအချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ19ရက်နေ့ညပိုင်းကမောင်ကျော်တပ်ပိုင်ကိုတာဂီတာမြို့နယ်အမှတ်9ရက်ကအုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်အော်တိုဘားလ20ရက်နေ့မှာအေယာဝတီတိုင်းကျုံပြော်မြို့မှာရှိတဲ့စစ်မှုရန်လိုအပ်နေတဲ့ရက်ကွက်တစ်ခုကိုငွေကျပ်125သိန်းနဲ့ရောင်းစားလိုက်တယ်လို့ပြောပါတယ်။အော်တိုဘားလ19ရက်နေ့ညပိုင်းအပြင်မှာပေါ်တာဆွဲဖမ်းဆီးပြီးတော့အော်တိုဘားလ20ရက်နေ့မှာချက်ချင်းပဲရောင်းစားခဲ့တာပါ။လူအုံမဖမ်းခင်ကတည်းက ိုတင်ချိတ်ဆက်ပြီးသားဆိုတာထင်ရှားပါတယ်လို့မိတ်ဆွေဖြစ်သူကရှင်းပြထားပါတယ်။မောင်ကျော်တပ်ပိုင်ကိုအခုလိုမျိုးစစ်မှုတန်းလူစားထုတ်အဖြစ်နဲ့ရောင်းချလိုက်ကြောင်းသတင်းရတာနဲ့မိသားစုတွေနဲ့အဆွေမျိုးများကအော်တိုဘားလ22ရက်နေ့မှာလိုက်လံရွေးထုတ်ခဲ့ရာအော်တိုဘားလ22ရက်နေ့မှာပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ငွေချက်125ဒိန်ပေးပြီးတော့စစ်မှုတန်းလူစားထုတ်အဖြစ်နဲ့ခေါ်ယူခဲ့တဲ့ဂျုံပြော်မျိုးကရက်ွက်အုပ်ချုပ်ရေးမှုဟာငွေများဆုံးရှုံးသွားတယ်လို့သိရပါတယ်။ ကြော်တက်ပိုင်လေးကိုရောင်းစားတာသိရတော့မိမာတွေရောဆိုင်ရပိုင်ရတွေကရောလိုက်တဲ့အခါမှာကျုံပြော်မျိုးမှာပြန်တွေ့တယ်ပြန်ခေါ်လို့ရခဲ့တယ်ဟိုဘက်က125သိန်းနဲ့ဝယ်ထားတဲ့အုပ်ကြီးကတော့သူ့ငွေစုံးတာဗောလို့ဖြစ်စဉ်ကိုတေချာစွာသိရှိထားတဲ့မိတ်ဆွေကရှင်းပြထားပါဗျာ အခုလိုမျိုးအသက်22နှစ်အရွယ်လူငယ်မောင်ကျော်တပ်ပိုင်ကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းလူစားထိုးအဖြစ်125သိန်းနဲ့ရောင်းစားခဲ့တယ်။တာဂီတမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ကိုတာဂီတမြို့နယ်အမှတ်နဲ့ရဲစခန်းမှာအမှုဖွင့်လက်တိုင်ကြားသွားရန်စီစဉ်နေကြောင်းသတင်းရရှိပါရခင်ဗျာ။